wow ဟိုအမားနဲ့ဓမ္မုံလေးတွဲတင်လိုက်တော့ကျွန်တော်ပြည့်သက်တရားလေးသဘောကျကြတယ်ဟာလိုက်ဖက်တယ်ပေါ့အမားနဲ့ကတာလေးလည်းအဆင်ပြေတယ်ပေါ့နော်ကျွန်တော်နှစ်ယောက်ကလည်းဟိုညီရယ်ပေါ့နော်အဲအဲ့တော့အမားနဲ့ပို့ပြီးတော့ဒီသချင်းလေးကပို့ပြီးတော့ဒါကျွန်တော်ကခုနပြောနေတာဒါအမားအမားတို့သချင်းပဲဖြစ်မှာပါလို့ကျေးဇူးတင်ပါတယ်ဒါလို့ညနေဝိုင်းလာလေးဆိုတာစဉ်းစားလို့မရအောင်အမေခံအမေကြီးအောင် ရှင်ဒီကုံသွားမျက်နှာကြတဲ့1 2 3 4 1 da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  ဟုတ်လားဟုတ်လားတချင်ရတော့မောင်လေးတချင်ပေါ့ဟုတ်ကဲ့ဒီနေ့ရှူတင်လေးရတော့ကိုဒါရိုက်တာကိုရွှေလက်အောင်မယ်အဲသူကိုယ်တိုင်ရေးပြီးတော့ အဲသူကိုယ်တိုင်ရိုက်တဲ့တရှင်းလေးပါပဲခင်ဗျဘလို့သေဆောင်ထားလဲဆိုရင်ကျွန်တော်ကဆိုင်ဆိုင်မှာအမနဲ့တွေ့တာဗောနော်တွေ့ပြီးတော့အဲညနေဝိုင်းလေးနဲ့ကောင်မလေးတယောက်ကိုသဘောကျပါတယ်ပြီးတော့ဆွဲလန်းသွားတဲ့ပုံစံမျိုးလေးပေါ့ခင်ဗျဟုတ်အဲဖီလင်းကအရန်ပဲပြောပါတယ်ဒါအမနဲ့ဆိုတာစုံရခဲတယ်လေအဲကျွန်တော်တို့အခုမှလည်းစုံရတယ်အမတိုင်းပြောမှဆိုရင်ကျွန်တော်တို့ဆိုတာဒီမိုးရင်းရာဒီကလည်းကုံတော့မှာဆိုတော့ပွဲတွေကအကိုစီကိုစီထွက်တော့မှာအဲအမလည်းအာမမို့ကျွန်တော်လည်းအာမမို့အဲအဲ့လိုအချိန်လေးမှာအခုအမလည်းရန်ကုန်ရောက်နေတဲ့အချိန်လေးမှာအချိန်လေးကလည်းကြာသွားတော့တော်တော်အဆင်ပြေသွားတာပေါ့ဟုတ် အနေရိုက်ဖြစ်သွားတာပါကံကောင်းတာပေါ့ကျွန်တော်ကံကောင်းသွားတာပေါ့နော်ကံကောင်းတာပေါ့ပုံလေးတော့ကြာဒီအညာနေအဲတပင်တက်ကြည့်ပူစောပွဲကိုလာရောက်ပွတ်တက်ပေးရပေါ့နော်လာရောက်ပြီးတော့တို့ဟိုဖြော်ပြရမယ်လို့လဲကိုစိတ်ထဲမှာယူရချမ်းမျိုးနဲ့လာခဲ့တာမဟုတ်ဘူးပေါ့တပင်တက်ကြည့်ပူစောပွဲကိုကိုကအငြိမ်းမင်းသမီးတယောက်တပင်တဲ့တယောက်နဲ့တပင်ကိုချစ်မြတ်နိုးတဲ့စိတ်နဲ့အဲဒီမှာအဖိုးဖွားတွေကိုလာရောက်ပြီးတော့ကြောက်မဲဆိုပြီးတော့ရန်ကုန်ကိုလာလိုက်တဲ့အချိန်မှာဒီလူကြီးတွေအားလုံးအားဟောပေါ့နော်ကိုလေးစားတဲ့အမတွေရောညီမတွေရောအကိုတွေအားလုံးအား ကလေးလည်းပါတယ်ပါဝင်ပေးပါအောင်ဆိုတော့အဲလူကြီးတွေခိုင်းတော့ကြတော့ပုံလေးတို့မှာမကချင်ဘူးလို့မငင်းချင်ဘူးပေါ့နော်ဖြောက်ပွင့်ရလဲဝမ်းတာတယ်အဲ့ချိန်မှာဇုံတွဲကရမယ်ဆိုတော့သူနဲ့ကရတယ်ကရစရစရစကပေါ့နော်ကပြီးတော့မမနဲ့သားတချင်းရိုက်ဦးမယ်မမဘာဝေးစားမှမပါဘူးနော်လို့အမဒီလိုလာစမန်ဝမ်းစက်နဲ့လာတာကျွန်တော်လည်းပြောပါတယ်အမစမန်ဝမ်းစက်နဲ့လည်းလာပါတယ်လို့သူကန်ကောင်းနေမှာသူဒီဝေးစားဆိုဒီပေါ့နော်ဒီဖိုတိုရိုက်ဖို့အတွက် ယူလာတဲ့ဝတ်စားရင်းနဲ့ကျွန်တော်တက်ဖြစ်သွားတာသူတက်ဖြစ်သွားတယ်အခုမကွေးရဒီဇိုင်နာဟင်းစေးရိုက်ပြီးရဲ့အဝတ်စားတွေနဲ့ဒီမှာရန်ကုန်မှာဖိုတိုလေးရိုက်သွားမယ်ဆိုပြီးတော့စိတ်ကူးချင်ခဲ့တာပေါ့သူတက်ဖြစ်သွားတယ်ကျွန်တော်တက်ဖြစ်သွားကျွန်တော်ကန်ကောင်းရတာပေါ့နော်ချောင်းလေးပဲမှတ်နေတာဘာလဲဘာလဲမြူလေမျက်နှာလေးကမျက်နှာလေးလုံးများ ဟာဟုတ်ပြီဒီမနေ့တို့နေရာတားလားမရှောက်နဲ့အမနဲ့စတွေ့တုန်းကအဲ့တရှင်ကမရှိသေးဘူးအမနဲ့တွေ့ပြီးတဲ့အခါကျမှတရှင်ကပေါ်လာဒါအမနဲ့ကန်ဆက်တယ်လို့လည်းခေါ်ရမှာပေါ့နော်ပြီးတော့စဉ်းစားလိုက်အချိန်မှာအမရဲ့ပုံစံလေးနဲ့သူဒီတရှင်เนี่ยတော်တော်လိုက်ဖက်တယ်လေအဲအဲ့ဒါကြောင့်အမနဲ့အမဟိုအမနဲ့တိုင်ပင်ဖြစ်သွားတာပါဟုတ်ဘာဖြစ်ဖြစ်အမကလည်းဒီလောကနာမည်ပါဘာဖြစ်ဖြစ်နာမည်တစ်လုံးရှိနေတယ်တယောက်ဆိုတော့လေ ကို့မှနဲ့တွေ့ရရတာရောဒါသချင်းကတော်တော်အောင်မြင်တော့မဲ့သချင်းနဲ့တွေ့ရတာတကယ်လည်းအောင်မြင်မှာပါသချင်းကသချင်းလေးရလည်းဒါကိုရွှေလက်အောင်မြင်ဆိုလို့ရှင်ကျွန်တော်တို့ဟိုပါဘောတေးတန်ရှင်အမျိုးသမီးတွေပဲများတယ်မိန်းကလေးတွေပဲအဲကိုကြီးကသူသချင်းလေးတွေပေါက်တာများတယ်လေအဲဒီတစ်ခေါက်မှာတော့ယောက်ျားလေးကိုလည်းအဲဆိုသူရေးတဲ့သချင်းလေးကယောက်ျားလေးနဲ့လည်းအဆင်ပြေတယ်လိုက်ဖက်တယ်ကောင်းတယ်ဆိုတဲ့အရာလေးကိုလည်းအဲဒိုက်တာကိုရွှေလက်အောင်မြင်ကလည်းလက်ဆွမ်းပြခြင်းတယ်အဲကျွန်တော်ကလည်း အဲကျွန်တော်ရဲ့ပြည်သက်တွေကိုကျွန်တော်အားပေးဆောင်စားနေတဲ့ပြည်သက်တွေကိုလည်းကျွန်တော်ကလက်ဆွဲပြခြင်းနဲ့အဲ့အချိန်မှာအမားနဲ့တွဲလိုက်တော့ဟိုအမားနဲ့ဓမ္မုံလေးတွဲတင်လိုက်တော့ကျွန်တော်ပြည်သက်တွေကလည်းသဘောကျကြတယ်ဟာလိုက်ဖက်တယ်ပေါ့အမားနဲ့ကတာလေးလည်းအဆင်ပြေတယ်ပေါ့နော်ကျွန်တော်နှစ်ယောက်ကလည်းဟိုညီတယ်ပေါ့နော်အဲအဲ့တော့အမားနဲ့ပို့ပြီးတော့ဒီသင်းလေးကပို့ပြီးတော့ဒါကျွန်တော်ကခုနပြောနေတာဒါအမားအမားတို့သင်းပဲဖြစ်မှာပါလို့ကျေးဇူးတင်ပါတယ်ဒါလို့ညနာဝိုင်းလာလေးဆိုတာစဉ်းစားလို့မရဘူးအမေခံအမေကြီးရောကဲ ဆုံးရတာပေါ့နော်တကယ်လည်းဝမ်းသာပါတယ်လို့ကိုမောင်လေးကဟိုဖိတ်ဖိတ်ချပေးရတော့ပေါ့နော်ပုံလေးလို့ဆိုတဲ့အညာကနေရန်ကုန်တစ်ခေါက်တစ်ခေါက်ရောက်ဖို့ဆိုတာတကယ်ကိုခင်းရင်ပါတယ်အဲရန်ကုန်ရောက်လာတာဟုတ်ဆိုမမရမှာရန်ကုန်ရောက်တဲ့အချိန်မှာအနည်းဆုံးရေးကြည့်မယ်ဆိုတာ၅ချိန်လောက်ပဲရှိရုံပဲရန်ကုန်ရောက်ဖို့တာပေါ့နော်အဲ့တော့ဒီတပင်တက်ကြည့်ဘူးဆိုပွဲရနေပဲမောင်လေးနဲ့စုံခဲ့ရတယ်ပေါ့နော် အဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့ဒါပေမဲ့ရေဆက်ကနဲတော့မနေဘူးနော်မနေဘူးမနေဘူးနှစ်ယောက်ဆုံးပြီးတော့လည်းဒါထပ်ဆုံးရတာဆိုတော့ထပ်ဆုံးရတာညလည်းပြောပါတယ်အာဒီမှာဖိုတိုရှူတင်ရိုက်ဖို့အတွက်ဝတ်စားတွေအနှစ်တွေဖြစ်သွားပြီတော့တယ်မိတ်ကက်လေမိတ်ကက်ဟိုပုံလေးအညာမှာဆိုရင်မိတ်ကက်ဆီကအမြဲတမ်းပါတယ်ပေါ့နော်ပုံလေးမိတ်ကက်ဆီကအမြဲတမ်းပါတယ်ဆိုဒီမှာဆိုတော့ပုံလေးအရလိုမျိုးကရမယ်လည်းမသိတော့မယူခဲ့ဘူးလေဟိုတပင်တကြီးပို့တော့မှလည်းကွာကိုပြင်ရတယ်အခုလည်းလေပြင်းပြင်းလားခဏနေလိုက်ဘလို့ကြီးတော့မပြင်းတတ်ဘူးလေနော် ကိုကလှပါတယ်။ तू ကတော့ तू တချင်ညိမှာဆိုမလှဘူးတော့မပြောဘူးပေါ့။ဆက်တွေ့တယ်ကျွန်တော်လှပါတယ်ပြောတာ။ဝစ်ဆုံဘနဲ့ဆုံလောက်နဲ့ရိုက်ရိုက်ရမယ်ရှူတွေဖြစ်သွားမယ်။နှစ်ဆုံတော့ယူလာ။လေးဆုံမဟုတ်လားခုနက။လေးဆုံအေးလေးဆုံကတဆုံနှစ်ဆုံက तू စကက်လေးတွေပေါ့။ဘလိုပြောမလဲတချင်ထွင်ရင်လေပေါ့ဖက်ရှင်ခွန်းတယ်လို့မပြောချပါနဲ့လို့နော်။ဘောင်းဆိုဝစ်ဆာမမပါခဲ့ပါ။လှတဲ့သူဝေးလို့ရှင်လှပြီးသားပဲအကုန်လုံးကနော်။ဝစ်ဆာမပါလို့ဒါဒီလိုမျိုးလေးဆုံနဲ့ပဲရဲရနော်။ချိုးတိရင်တော့ချိုးတိတော့50လောက်ယူခဲ့ရအောင်လေ။ ကာဒစီပြည့်ယူလာမယ်ကာဒစီပြည့်ပထမမရတယ်ညမဘုဆုံနှဆုံမယ်အဲဆိုโอเคโอเคမောင်လေးငါမဝယ်တော့ဘူးပေါ့နော်ငါရိုက်မဲ့ဘုစားလေးနဲ့နင့်ကိုရိုက်ပေးလိုက်မယ်ညရောက်တော့မရည်တဲ့ခက်ဘုဆုံနှဆုံတော့ထက်ခဲ့ပါအောင်နော်ငါမြမအားလေးခက်ကငါဘလို့ဆိုကျမကောင်းဝယ်လိုက်ရသေးလားဝယ်ရမှာဘူးကိုရှိရာလေးကိုဝယ်ရမှာပေါ့အဒီခါကြီးရပြောသေးလားပြောတာပေါ့သူကဝဲမကြောက်နေဒီတဲကိုဆွနာခွန်လိုက်တယ်လေဒီမှာဝဲဆောင်ပေါ်ကိုခွန်လိုက်တယ်သူချက်ချင်းပြန်ထွက်ပါရင်သူဝဲပေးရမှာကြောက်တော့ ဒီစကဲလေးလာဆိုတော့ဒါကြီးဒါကြီးတော့ဒါလေးခုနကတည်းရောက်လာသေးတယ်နော်အခုပြောက်သွားပြီအခုပြောက်သွားပြီချင်းလေးကမြူးမြူးကြွကြွလေးညနေတို့ညနေဝိုင်းလေးပေါ့ဒီတချင်းလေးနဲ့အကြီးလေးစုံနာမျိုးလေးတွေတချင်းလေးဖွဲ့နှဲထားတာလေးနားထောင်ပြီးပြီပေါ့နော်ဒါတော့မှအကျမ်းပဲရှိသေးတယ်အကျမ်းကိုတော်တော်ကောင်းပါတယ်တကယ်လည်းကောင်းတယ်ပြီးတော့တချင်းလေးကမြူးမြူးကြွကြွလေးပုံဖော်ထားတာဆိုတော့လေသဘောကျတယ် ်အခုအခုဒီဘက်ခက်နဲ့လည်းညီတဲ့တချင်းလေးပေါ့ကျွန်တော်တို့မြန်မာမြန်မာဘက်လည်းမြန်မာတန်ဘက်လည်းမရဘူးအဲကျွန်တော်တို့ခစ်ပေါ်ကြီးလည်းအရင်နဲ့ဟိုဟော့ရှော်ကြီးလည်းမဟုတ်ဘူးပေါ့နော်အလူကြီးလူငယ်မရွေးကြိုက်မဲ့တချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ချစ်စေရာချစ်ရွေးကောင်းပါ ပုံလေးကိုပေါ့နော်ချစ်ကြပါတယ်တော်တော်များများချစ်တယ်ဒီကန်တော်ကြီးကိုရောက်ရောက်ချင်းလဲဓာတ်ပုံလေးပေါ့လာရိုက်ကြတယ်ဆိုပုံလေးဖြင်းနေကြစကားလို့ပေါ့နော်ရန်ကုန်သူလေးကိုကြည့်လိုက်အချောအလာလေးတွေပဲဓာတ်ပုံရိုက်ခံတဲ့သူကတော့အမဲအမြဲတမ်းမဲမဲတဲတဲလေးပေါ့နော်ပုံလေးရဲ့ fan တော်တော်များများကပုံလေးကိုရဝေးရန်နီးပေါ့နော်ဒီမြမပြည်တွင်းမှာလည်းအရန်ချစ်ကြတယ်ပြပမှာလည်းအရန်ချစ်ကြတယ်ပုံလေးကိုတခုခုပြောပြီးဆိုရင်လေးဝင်းရံပေးကြတယ်သူတို့ကဝိုင်းပြီးစိတ်တို့ပေးရပေါ့နော်ဥပမာလေးမလာဘူးလို့ပြောရင်လေလှပါ ဒီဝတ်စုံနဲ့လိုက်တယ်ဖက်ရှင်ကွန်းလည်းလာတယ်အဲ့လိုမျိုးလေးချစ်ပြီးတော့တကယ်လဲဝမ်းသာပါတယ်တကယ်ကိုလည်းကျေးဇူးတင်ပါတယ်ဖန်နီအားလုံးရွေးရင်လေးနဲ့လည်းတကယ်လဲလာပါတယ်လို့ပြောပြရနော်ပြပြပါတိတ်တော့မကြတော့ပါဘူးကျွန်တော်တို့တပတ်နှစ်ပတ်လောက်နေလို့ရှိရင်အများဆုံးတင်တော့မှာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟိုတင်ကြွရာသီတွေစတော့မှာဆိုတော့အများဆုံးတင်မှာပါ ကိုရှိတယ်။တရင်ကျွန်းနဲ့တဆိုင်နေတဲ့ချင်းလား။အဲတရင်တရင်ကျွန်းနဲ့တော့မတတ်ဆိုင်ဘူးကွာ။ဒါမြူးမြူးကြွကြွလေးပေါ့။မြူးကြလေးဆိုကျွန်တော်တက်တော်လေးပဲဆော့လို့ရတာပေါ့နော်။ဆော့လို့ရမှာပေါ့။အဲတချင်းထွိုင်တော့မမောင်လေးရဲ့အောက်ကိုဘလော့ထားလိုက်တာ။ညစီနောက်ပါ။ညစီနောက်တော့မှာညစီနောက်တော့မှာအတော့အပီးရဲ့ပရိသတ်တဦးချင်းတယောက်ချင်းစီပေါ့နော်။အနေနဲ့ရက်ကပရိသတ်အားလုံးလေကျေးဇူးအများကြီးတင်ပါတယ်။ဒီဘောတက်တော့ဘွားနေလဲအပေးကြတယ် Facebook ဘွားနေအငိမ့်ပွဲတွေမှာအလူပွဲတွေမှာလည်းလက်ပိုးတနည်းပေါ့နော်ပြိတ္တနဲ့မြင်ရတယ်တွေ့ရတယ်အပေးကြတယ်ပြိတ္တတွေရောအလူရှင်တွေရောပေါ့နော်ပုံလေးဒီ အလူပွဲတွေမှာငားတဲ့အလူရှင်တွေရောအားလုံးပုံလေးကဒီနေ့ကနေကျေးဇူးအများကြီးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်တချင်းလေးထွက်လာခဲ့လို့ရှင်လဲအားပေးပါအောင်ကျွန်တော်လည်းကြိုးစားထားသလိုအမှလည်းအများကြီးကူညီပြီးတော့အားပြေးပေးထားပါတယ်ကျွန်တော်တို့ဟိုဒိုက်တာကိုရွှေလက်အောင်မင်းလည်းနေနေမအိတ်ညမအိတ်နဲ့အပင်ပန်းခံပြီးကြိုးစားထားတာဖြစ်တဲ့အတွက်ကိုတကယ်ကိုပရိသတ်တွေရှင်နေကိုတကယ်ရောက်မဲ့တချင်းလေးပါပရိသတ်တွေလက်ခံမဲ့တချင်းလေးပါခင်ဗျာအားကြောင့်ထွက်ထွက်ခဲ့လို့ရှင်လဲကျွန်တော်တို့မောင်နှမတွေကိုအားပေးပေးပါအောင်လို့ကျေးဇူးပါကျေးဇူးများတင်ပါခင်ဗျာ